ပဲခူးတိုင်းဒေသကြီးဝေါ်မြို့နယ်ညောင်ခါရှိကျွရအနီးရန်ကုန်မော်လမြိုင်ကားလမ်းပေါ်မှာခီးတဲ့တင်မန်လုံရင်တစည်းပေါ်မှာငွေကျက်3.85ဘီလီယံတန်မှုရှိ Ice Matter Factory များဖန်စီရမိခဲ့ကြောင်းသတင်းရရှိပါရယ်ပြီးခဲ့တဲ့ဇွန်လ10ရက်နေ့နနက်တနာရီအချိန်ခန့်ကအဆိုပါဝေါ်မြို့နယ်ညောင်ခါရှိကျွရအနီးမွေးရစေဝါတာစီနှိမ့်နေရရဲ့တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်တဲ့ပူပေါင်းအဖွဲ့မှမော်တော်ယာဉ်များစစ်စီးစဉ် ရန်ကုန်ဘက်မှဖန်အံဘတ်တို့ရန်တိုင်းစိုးမောင်းနှစ်ပြီးတရားစိုးခေါ်မောင်စိုးလိုက်ပါလာတဲ့ခီးတယ်တင်မှန်လုံးရင်အားမွေးရစေဝါတရင်အရာတားစီစစ်ဆေးမှုများလှုပ်ဆောင်ခဲ့ပါတယ်။အဲဒီလိုစစ်ဆေးမှုများလှုပ်ဆောင်ခဲ့ရာခီးတယ်တင်မှန်လုံးရင်ပေါ်ရှိ ရေမောင်းထိုင်ကုန်အောင် ကျူပေါက်အတွင်းမှငွေကျပ်3.5ဘီလီယံတန်မှုရှိ ice methamphetamine 125ကီလိုအားရှာဖွေတွေ့ရှိသိရှိရမိခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။ ice methamphetamine နဲ့အတူဖမ်းဆီးရမိခဲ့သူရန်တိုင်းစိုးနှင့်တရားစိုးခေါ်မှဆိုးရိုးဤဖော်ထုတ်ချက်အရဖမ်းဆီးရမိခဲ့တဲ့ ice methamphetamine များအားရန်ကုန်မှဖမ်းအပ်သောစိုးမင်းဆိုသူမှတယ်ဆောင်ခိုင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။၎င်းစိုးမင်းဆိုသူအား ဇွန်လ10ရက်နေ့နဲ့17ရက်နေ့အချိန်ခန့်မှာဖန်အမျိုးနယ်ခနန်းတူကြေးရွာအနီးဖန်အံမြဝရီကားလမ်းပေါ်မှာမော်တော်ယာဉ်နဲ့အတူ ဖန်စီရမိခဲ့ကြောင်းလုံခြုံရေးတပ်ဖွဲ့နှင့်နှီးဆက်သူတဦးကပြောကြားပါရယ်၎င်းကဆက်လက်ပြီးဖန်စီရမိခဲ့တဲ့ ice methamphetamine တွေကရန်ကုန်ကနေဖန်အမျိုးကိုတင်ဆောင်လာပြီးတော့အဲဒီကနေတစင်းမြရီဘက်ကိုပို့ဆောင်မယ်လို့စစ်ဆေးပေါ်ပေါက်ထားပါတယ်လို့ပြောကြားပါရယ်၎င်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ice methamphetamine နဲ့အတူဖန်စီရမိခဲ့တဲ့ရန်တိုင်းဆိုတရားဆို ိုးခေါ်မောက်ဆိုးနဲ့ဂွင်းဆက်တရက်ခန့်ဆိုသူဆိုးမင်းတို့အားမွေးရေးစိတ်ပြောင်းဥပဒေများနဲ့အညီအမှုဖွင့်အရေးယူထားပြီးဂွင်းဆက်တရက်ခန့်များအားဆက်လက်ဖော်ထုတ်နေကြောင်းသတင်းရရှိပါသည်ပြီးခဲ့တဲ့မေလ၈ရက်နေ့ကလည်းအဆိုပါဝေါ်မြို့နယ်ညောင်ခွားကျေးရွာအနီးရန်ကုန်မော်လမြိုင်ကားလန့်ပေါ်မှာဆန်နှပင်းရင်တစည်းပေါ်မှာငွေကျပ်၄.၅ဘီလီယံတန်ဖိုးရှိစိတ်ကြွရူးသူဆေးပြားများဖမ်းဆီးရမိခဲ့တဲ့ကြောင်းသိရှိရပါတယ်။